စိတ်အပန်းဖြေဖို့လားပျော်ကျင်လို့လားဒါမှမဟုတ် processor skill ပြကျင်လို့လားရေးဆွဲထားတဲ့ developer တွေကိုယ်တိုင်ကဘိုးရဲ့နှလုံးသားတွေကိုပေါ့တည်စီချင်ခဲ့တယ်အားလုံးပဲမင်္ဂလာပါကျွန်တော် danger tv ကနေကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ထုံးစံနာရီ danger ပဲဖြစ်ပါတယ်ဗျဒီနေ့တော့ကျွန်တော် game တွေတွေကမတူတဲ့အချက်အလက်တွေနှစ်ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကဲ intro လေးပြီးရင်စမယ် မတ်တဲ့ Super Mario ကလေးရအစလူကြီးရအစုံမဆော့ဘူးလေသူမရှိတဲ့တာ Nintendo ရဲ့အောင်မြင်ဆုံးဂိမ်းတစ်ခုအဲ့ဒီခေတ်ခါတုန်းကပေါ့အဲဒီဘက်ကကလေးရတော့ဘေးကလေးရဒါဖုန်းနဲ့ပဲကြီးလာတာဆိုတော့ Super Mario ဂိမ်းကိုမဆော့ဘူးလောက်နာချီမှုနာချီမှုမရှင်ကင်တန်ရဲ့တော်ဝင်မင်းသမီးလေး post နဲ့တော်ဆုံးသူရဲ့ကောင်ရေပိုက်ပင်သမားလေး Super Mario သူတို့နှစ်ယောက်ရဲ့ချစ်ကိုပျော်ပြောင်းတိတ်ဆိတ်သောအချက်ဆိုပြီးတော့တင်စားကြတယ်။တစ်ဖက်မှာဒိုင်းမီရဲ့ရေရနာအလှဆုံးမူဆာအရန်လူရင်နေတဲ့တာပေါ်စွာပိုင်ရှင်မာလီအဇွန်ကင်းတဲ့ရဲ့တူဒီတော်တော်ဝင်သမီးလေးပေါ်စ်အဖက်မှာကြတော့ကြောသားရင်သာမခွဲကြဘဲနဲ့လှုပ်ကြိုးစားပြီးတော့ဘသူ့အတွက်ပဲဖြစ်ဖြစ်ကူညီဖို့အမြဲအသင့်ရှိနေတယ်ကျွန်တော်တို့ရဲ့စူပါမာရီယိုလေးပထမဆုံးထွက်လာတဲ့ဂိမ်းမှာကစူပါမာရီယိုရဲ့မစ်ရှင်ကဒါပေါ်စ်ဆိုတဲ့မင်းသမီးလေးကိုဒါဘူဇာရဲ့လက်ထက်ကနေတွားပြီးတော့ခင်ရမှာပေါ့နော် နောက်ဆုံးဗိုးစားကိုအနိုင်ယူပြီးတော့မင်းသမီးလေးကိုစူပါမာရီယိုလေးကကယ်တင်နိုင်ခဲ့တယ်။အဲ့ဒီအချိန်မှာကျေးဇူးတင်ပါတယ်ဆိုပြီးတော့ကိတ်မုန်လေးတလုံးကိုစူပါမာရီယိုကိုဖောက်ပြီးကျွေးခဲ့။စူပါမာရီယိုလေးကတော့ပြုံးပြုံးလေးပါပဲ။နောက်ပိုင်းစူပါမာရီယိုရဲ့ဂိမ်းတွေမှန်သမျှဒါစူပါမာရီယိုရဲ့စွန့်ကားခန်းတွေပဲဆိုပေမဲ့သူတို့နှစ်ယောက် relationship ကိုနည်းနည်းချင်းစီပြလာတယ်လို့ပြောရပါမှာပေါ့နော်။ပုစကမာရီယိုအထင်ကြီးတယ်အကူတယ်မာရီယိုသာရှိနေရင်သူ့တိုင်းပြည်လုံးလုံးနဲ့လို့ခံစားမိပြီးတော့ အဲ့လိုမျိုးထင်ကြီးသွားပြီဆိုတာဂျိုးပြူပိုင်လိုင်းတွေလုတ်တယ်ပေါ့နော်ဂျိုးပြူပိုင်လိုင်းလုတ်တယ်ဆိုတော့ရေလံမြောင်းပေးတော့ပြောတာပါ Buff no ဒါပေမဲ့ post ကအဲ့လိုမျိုးမရှိဘူး तू ဟာချစ်တော့ချစ်နေတယ်ဒါပေမဲ့လုံးဝထုတ်မပြောပြဘူးအဲခယူးဆိုင်တယ်ကျင်နာတယ်ပြုံးတယ်မာရီယိုလေးနဲ့တွေ့ရင်ပြောနေတယ်ဒါပေမဲ့ तू ချစ်တယ်လို့ဘယ်တော့မှထုတ်မပြောခဲ့ဘူးပေါ့နော်မာရီယိုဘက်ကကြည့်မယ်ဆိုရင်လေတိုင်းပြည်တော်ဝင်မင်းသမီးတွေတပါးဖြစ်နေတယ်သူအတော်ဆုံးသူရဲ့ကောင်အချိန်မင်ကေတင်နိုင်သူ ဒီစတိုရီလေးတစ်ခုလုံးမှာသူ့ရဲ့စွန့်စားခန်းတွေကြီးပဲဆိုပေမဲ့သူကဒါမင်းသမီးလေးကိုဘယ်လောက်ထိချစ်နေတဲ့အကြောင်းတွေမပြောခဲ့ဘူးမင်းသမီးလေးအတွက်ဆိုရင်သူအမြဲအသင့်ရှိပြီးတော့ကူညီပေးခဲ့တယ်ဒါကပဲသူ့ကိုချစ်နေတယ်ဆိုတော့အသိသာသိတယ်အဲ့လိုနဲ့သူတို့တစ်ယောက်နဲ့တစ်ယောက်ကူညီလာခဲ့တာဆိုရင်တော့ဒါ2005မှာထွက်ခဲ့တဲ့ Princess of Post ဆိုတဲ့ဂိမ်းထဲမှာတော့ဒါ Mario လို့ Mario လေးကိုမင်းသမီးလေးကပြန်ပြီးတော့ကယ်တင်ခဲ့တဲ့အခိုက်အတန့်တွေလည်းရှိခဲ့တယ်အဲ့လိုမျိုးပြပြလန်လန်ပြုတ်မှုခဲ့ကြတဲ့လေးစားမှုတွေ၊ကုညီမှုတွေ၊စေတနာတွေသူတို့နှစ်ယောက်ကတကယ်ချစ်နေပါလားဆိုတာကိုပေါ်လွင်စေတယ် ခင်းဝင်ရေးရဲ့ diploma တွေကကျွန်တော်တို့ကိုကျွန်တော်တို့ဆော့တဲ့သူတွေကိုလုံးဝမပြောပြဘူး။ဘာမှမပြောပြရလဲဆိုတော့ဂိမ်းထဲမှာသူတို့နှစ်ယောက်စလုံးကချစ်သူတွေမဖြစ်ခဲ့ဘူး။သူတို့နှစ်ယောက်စလုံးကဘလောက်ထိချစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့သိတယ်။သူတို့နှစ်ယောက်ကလည်းသိတယ်။ဒီမျိုးကျွန်တော်တို့ကိုလည်းဒီဇလန်းကြီးကိုပေးမဖြစ်ဘူးပြောချင်တာ ျွန်တော်တို့လည်းသူတို့နှစ်ယောက်ကချစ်သူတွေဖြစ်ပါတယ်လို့မပြောဘူးသူတို့နှစ်ယောက်ကလည်းတယောက်ကိုတယောက်ရည်စားသကားမပြောဘူးဒါပေမဲ့ကျွန်တော်တို့ကလည်းသူတို့နှစ်ယောက်ဘလောက်ထိချစ်တယ်ဆိုတာကိုလည်းသိတယ်အဲ့ဒါကိုဂိမ်းထဲကဇက်ကောင်နှစ်ကောင်ဖြစ်တဲ့စူပါမာရီယိုနဲ့ပော့စ်ကလည်းသိတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလှုပ်ထားတယ်ပေါ့နော်အချစ်ဆိုတာကိုသူတို့ဘယ်လိုမျိုးပုံဖော်လဲဆိုတော့အချစ်ဆိုတာကဗဇက်ကနေဖွင့်ပြောနေမှာမဟုတ်ပဲနဲ့ကိုချစ်ရတဲ့သူတနည်းအားဖြင့်ကိုမျက်နှိုးရတဲ့သူကသူ့ရဲ့အကြိုက်တွေကိုလိုက်လို့သူပြောနေတာလေးကိုမြင်နေရရေပေါ့ဒီထဲမှာခံစားချက်တွေကအလိုလိုဖြစ်ပေါ်လာပြီးတော့ အဲတယောက်နဲ့တယောက်ဖွင့်မပြောဘဲနဲ့အကြာကြီးနေွားကြသည်ပေါ့ဗျာအဲ့တော့သူတို့နှစ်ယောက်ရဲ့အချစ်ကိုအဲ့ဒါကြောင့်ပျော်ပြောင်းတိတ်ဆိတ်တော့လို့စဉ်းစားကြတာနံပါတ်1 Black Mint We Call Chapter 4ပေါ့နော်ဒီအကြောင်းအရာတော့ဒါကျွန်တော်တို့ YouTube မှာတော်တော်များများတင်ပြီးပါပြီပေါ့နော်ဒီဂိမ်းစားထွက်ကလေးကတော့မြန်မာ streamer တွေတော်တော်များများကိုလည်းကြည့်ပြတယ်ဆိုတော့ဒါကျွန်တော်ဒီဂိမ်းရဲ့အကြောင်းတော်တော်လေးကိုသိနေတယ်ပေါ့နော်ကိုယ်တိုင်တော့မစုပ်ဘူးပေါ့အဲ့ကြောင့်ကျွန်တော်ပြန်ပြီးတော့ပြောပြရခြင်းဖြစ်ပါတယ် ဂျာနီတူတဘွားအနောက်ဘက်သို့ခီးသွားခြင်းဇလန်းနေမှာပါကျဲဆိုတဲ့ဇက်ကောင်ကိုမတိရဲ့သူကမရှိဘူးပျော်ပျော်နေတတ်တယ်အနာဦးထတယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးဇက်ကောင်လေးကိုဂိမ်းထဲကိုဆွဲခေါ်လာပြီးတော့ကောင်လေးကိုပါသေးလိုက်ပြီးတော့ black new bee ခုံထဲမှာသူ့ရဲ့ဇလန်းလေးကိုထပ်ပြီးတော့ဝမ်းထဲဖို့ကောင်းသွားထပ်ပြီးရှင်းပြတယ်ကောင်းကင်ဘုံမှာနတ်စစ်တီရှစ်တောင်းအုပ်ချုပ်ရတဲ့ထမ်းမုံစစ်သူကြီးတယောက်ကလမ်းနဲ့သမီးလေးကိုမြင်မြင်ချင်း ချစ်မိခဲ့တယ်လမ်းနဲ့သမီးလေးနောက်ကိုလာရင်းနဲ့ပဲလမ်းမှာအတခြားနတ်သမီးလေးတစ်ပါးကိုသူကဝင်တိုက်မိခဲ့တယ် ဲ့ဝင်တိုင်းမိခဲ့တာလေးကိုမှတ်ထားပေးပါ သူချစ်ရတဲ့လမ်းနဲ့သမီးလေးကဈေးစစ်တီတော်လေးတယောက်နဲ့ရေးသားတွေဖြစ်နေအပိုင်းတစ်တင်မဟုတ်ဘူး intro မာရင်စက်သိမ့်နေတယ်အဲ့လိုမွေးရလား motherfucker man အဲ့လိုမျိုးအပိုင်းတစ်တင်မဟုတ်ဘူး intro မာရီကိုဇက်သိန်းလိုမဆုံးသေးတဲ့ကျူပါကြီးအရာဘလောက်ကြီးဆိုးလဲဆိုရင်တရားမင်းရမှာတည်သွားခဲ့တယ်ပေါ့နော်။တရားမင်းကတည်သွားခဲ့တဲ့အခါမှာအထမ်းမှုစစ်သူကြီးတို့ကလူပြီကိုနေနေနံပေးလိုက်ပြီးတော့ နောက်တဲ့နှစ်ပေါင်းတစ်ထောင်ကျောင်းချစ်တဲ့သူနဲ့ကြွေကွင်းရပါသည်ဆိုပြီးတော့ကျင်းသာတိုက်တယ်။တကယ်လို့ပေါင်းဖက်အမေဘဝတွေရှိခဲ့မယ်ဆိုရင်လေအဲ့နှစ်ယောက်လုံးတတ်စီဆိုပြီးတော့ပါတခါတည်းမိတ်ချလိုက်တယ်ပေါ့နော်။ချစ်ရတဲ့သူတွေနဲ့ကြွေကွင်းရပါစေဆိုတဲ့ကျင်းစာကတော့သူဟာဝမ်းမိတ်စာဘဝကိုရောက်သွားတာပဲပေါ့နော်။အဲ့လိုနဲ့ပဲကျွန်တော်တို့ဒါဂျာနီတူတဝအနောက်ဘက်သူခီးသွားခြင်းဇလန်းနဲ့မှဆရာတော်ရဲ့တပည့်ဖြစ်နေပါဝင်လာခဲ့တယ်။ကောင်းကင်ဘုံမှာလေဆောစောကလန်ကူးလက်မှာဝင်တိုက်ခဲ့တဲ့နတ်သမီးလေးဟာဖမ်းမုံစစ်သူကြီးကိုမြင်မြင်ချင်းချင်းမိခဲ့တယ် သူလူပြေကိုနေနေခံရပြီဆိုတဲ့သတင်းလဲကြားတော့သူကချက်ချင်းနှစ်သက်ကြွေပြီးတော့လူပြေကိုပင်းကုန်မိစားအဖြစ်နဲ့ပြန်လည်ဝင်သားစီခဲ့တယ်ပေါ့။ဒါကတော့ဒါပင်းကုန်မိစားမတွေလားဖမ်းသွားတဲ့အခန်းလေးတစ်ခန်းရှိတယ်ပေါ့နော်။မိစမာရီဆိုတဲ့အတန်လဲကြားလဲကြောင်းပါကျဲကချက်ချင်းပဲသူအရင်ဆုံးလိုက်သွားခဲ့တယ်ပေါ့။အဲ့ညလေးကိုပဲကျွန်တော်တို့ဇလန်လေးမှာပြတာလား။ဒါပေမဲ့ဂိန်းလေးက Black Mirror ခုံးလေးကပါကျဲဇက်ခုံးနေရမှာတော့ဘယ်လိုပြောပြလဲဆိုတော့ ရေကန်တကံမှာပင်းကုန်မိစ္ဆာမလေးတွေအားဒါရေချိုးနေပေါ့နော်အဲ့ဒီကိုပါကျဲကငါးအသွင်ပြောင်းပြီးတော့ဝင်လာခဲ့တယ်ငါးအသွင်ပြောင်းပြီးလဲဝင်လာခဲ့တော့မိစ္ဆာမတွေအကုန်လုံးကလန့်နေပြီးတော့ထွက်ပြေးဘုံဘုံတက်ပြီးတော့ပြေးကြရဲဆိုပေမဲ့အဲ့ဒီမှာပဲထူးထူးခြားခြား violent ဆိုတဲ့ပင်းကုန်မိစ္ဆာမလေးကတော့အချောက်ပဲနဲ့ရှိနေခဲ့ပေါ့နော်သူတို့နှစ်ဦးစုံပြီးတဲ့ခါမှာတော့အရင်ဘောကဘသူတွေလဲဆိုတော့သူတို့သတိရသွားပြီးတော့ချက်ချင်းပဲဒါချွတ်ချွန်းဝင်ပြီးတော့အဲ့ဒီရေကန်ထဲမှာပဲသူတို့ချစ်တင်တော့ခဲ့ကြတယ်ပေါ့နော် နောက်ဆုံးတော့ဒါဝူခုံးကတလို့တလို့ဖြစ်ပြီးတော့အကုန်လုံးကိုအနိုင်ယူနိုင်လိုက်တယ်သူ့မိစားမတွေအကုန်လုံးကိုလည်းတပ်ပစ်ခဲ့တယ်ဆိုပေမဲ့ပါကျဲရတော့ဒါသူ့ရဲ့အခြေရတယ်သူ့ရဲ့ချစ်သူ violent လေးကိုတော့သူလွတ်ပေးခဲ့တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဂိန်းထဲကိုပြန်ရောက်လာခဲ့တယ်ပေါ့နော်ခင်းထဲမှာတော့ဒါပါကျဲလှုပ်ပေးလိုက်တယ်။ပါကျဲအသက်ချမ်းသာပြီးခဲ့တဲ့ violent လေးကအသက်ရှင်နေပြီးတော့တမိခုနှစ်ယောက်ကိုဝါမှုပါခဲ့ပါတယ်။အရွေးချက်ကမြောင်လေးနဲ့အတူကျူပါကျဲကပင်းကိုမိစ္ဆာမတွေရှိတဲ့နေရာကိုပြန်လည်ရောက်ရှိဖို့အတွက်အကြောင်းဖန်လာခဲ့တယ်။ ဗိုင်ယိုလန်ဟာသူတို့ရဲ့ချစ်ခြင်းကိုခွဲတာဝီခုံးလိုယူဆပြီးတော့မြောက်စုံရင်အရန်ကိုမုန်းနေခဲ့တဲ့အတွက်ရွေးချယ်ခံမြောက်လေးကိုစတင်တိုက်ခိုက်ခဲ့ပါတယ်ရွေးချယ်ခံမြောက်လေးကိုပါမနိုင်တဲ့အတွက်သူအခုမျက်လုံးချောင်မိတ်ဆာဟိုပါအခုညီတောင်းခဲ့ရတဲ့အဆင့်ဒီပေါ့နော်နောက်ဆုံးတော့ရွေးချယ်ခံမြောက်လေးဟာအကုန်လုံးကိုအနိုင်ယူခဲ့ပြီးတော့ဗိုင်ယိုလန်ရဲ့နောက်ဆုံးအချိန်ကိုရောက်လာခဲ့တယ်သူချစ်ရတဲ့သူတွေသူ့ရဲ့အသွေးသားတွေကသူ့ရဲ့မျက်လုံးရှိမှရှိနေပါလိမ့်နဲ့ပါကျဲဟာနောက်ထပ်ကြောခိုင်းဖို့ပဲဆုံးဖြတ်ခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကနောက်ထပ်ဘဝပေါင်း999ဘဝမှာ ချဲ့ရတဲ့သူနဲ့ကွေကွင်းရမှာဖြစ်ပြီးတော့ပေါင်းဖဲရမယ်ဆိုရင်လည်းနှစ်ယောက်စလုံးနာကျင်ရမှာဖြစ်တဲ့အတွက်တနည်းအားဖြင့်ကိုချဲ့ရတဲ့သူတွေကိုမနာကျင်စေချင်တာကြောင့်ဝေးဝါးခြင်းကိုပဲသူကရွေးချယ်လိုက်တယ်ဆိုပါတော့ violin ကတော့အဲ့ဒါတွေအလုံးမတိခဲ့ရှာပဲနဲ့ရှင်ရမှာပြောင်းလဲသေးဘူးနော်ဆိုပြီးတော့တည်သွားခဲ့တယ်ပေါ့နော်နောက်ဆုံးကြောခိုင်းခဲ့တယ်ဆိုတာကလည်းဒါသူချဲ့ရတဲ့သူတွေကိုသူမနာကျင်စေချင်လို့တာသူတယောက်တည်းအနာကျင်ခံပြီးတော့ဒါကြောခိုင်းခဲ့ရတယ်ပေါ့နော်နှစ်ချို့ကိုပြောရမယ်ဆိုရင်ကျူပါကျဲအချစ်ဇလန်းလေးရဆိုရင်ဖတ်သွားတဲ့သူရော ကြံခဲ့ရတဲ့သူကိုနာကျင်ရတဲ့ဇလန်းလေးပေါ့ဗျာဒါပေမဲ့နှစ်ယောက်စလုံးကအဲ့ကိုတယောက်တကယ်ချစ်ကြတယ်တယောက်ကလည်းတယောက်ကိုချစ်တဲ့အတွက်ဘာမှမစိုးအကုန်လုံးလိုက်လုပ်ခဲ့တယ်တယောက်ကလည်းကိုချစ်ရတဲ့သူနာကျင်မှာကြောက်လို့ကြောက်ခိုင်းခဲ့တယ်အဲအဲ့ဒီ game မှာအဲ့ဒါလေးကအဲ့ဇလန်းလေးကတော့ကျွန်တော်1နဲ့ရဆုံးပဲပေါ့နော်ဒါတော့ပါပဲကဲဒီဒီကြည့်နေခဲ့ကြတယ်ကျွန်တော်ရဲ့ viewer လေးတွေအားလုံးကျေးဇူးတင်ပါတယ်အဲကျွန်တော်ရဲ့ content လေးကိုကြိုက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ ူညီပေးသွားလို့ရပါတယ်ဗျကျွန်တော်နောက်နေ့ကြာရင်လည်းဂိမ်းတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော် channel လေးမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲကျွန်တော်ပွဲရေးလည်းကပ်ပါတယ် okay နောက်နေ့မှတွေ့မယ်